မြတ်စွာဘုရားဟောတဲ့ဒေသနာလေးတစ်ခုကိုခြေခံပြီးတော့ပြောမယ်။အဘိဓရေထကလျာဏီပပန်စိတ်တံဤဝရရေဒန္တဟိကရောတောပုံညာပပတမေရမတိမနောစိတ်ဆိုတာလေဒန္တဟိကရောတောပုံညာကောင်းတာဆိုရင်နှီးကွေးတဲ့သဘောရှိတယ်သိပြီးတော့စိတ်မဝင်စားတဲ့သဘောရှိစိတ်မပါတဲ့သဘောရှိတယ်ဒါစိတ်ရဲ့သဘောကိုကောင်းတာဆိုလို့ရှိရင်တွန့်ဆုတ်တဲ့သဘောရှိတယ် ုစိတ်သူစိတ်ဘသူစိတ်ကိုပြောနေတာမဟုတ်စိတ်ရဲ့တဘာဝကိုကတန်တန်ဟိကရောတောပုံညာကောင်းမှုမှာနှီးကွေးတဲ့သဘောရှိပပတမေရမတိမနောမကောင်းတာကြတော့အလွန်မှပျော်မွေ့နေတတ်တဲ့သဘောရှိတယ်ဒါစိတ်ရဲ့တဘာဝဘုဖုံတို့ကစိတ်ကိုဒီတိုင်းပဲထားလိုက်မယ်ဆိုရင်တော့စိတ်ကကောင်းတာဆိုရင်နှီးတယ်မကောင်းတာဆိုရင်ပျော်တယ်ဒီပုံစံနဲ့သွားတာအဲ့ဒါကိုဘုံဘုံတို့ကနားလေပြီးတော့ ကောင်းတာတွေလုံးဖြစ်သွားအောင်မကောင်းတာတွေကိုရှောင်ကျင်ဖြစ်သွားအောင်ကျိုးပန်းအထုတ်တဲ့နေရာမှာဒီစိတ်ရဲ့သဘာဝလေးကိုနားလည်ထားရင်အများကြီးဘုံဘုံတို့ထိရောက်မှုရှိမယ်ပေါ့ဘဝမှာအရေးကြီးဆုံးကအကုသိုလ်မဖြစ်ဖို့နဲ့ကုသိုလ်ဖြစ်ဖို့ကအရေးကြီးဆုံးပါပဲတကယ်ကအဲ့ဒါလို့ဘုံဘုံတို့ပြောလိုက်တဲ့အခါမှာအကုသိုလ်လို့ပြောလိုက်ရင်လေလူတွေက ယုံရင်ကြံထမ်းတဲ့တိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုမြင်တာတဲ့အကုသိုလ်တရားတွေကိုပဲအကုသိုလ်လို့စိတ်ကပြည့်ပြီးတော့မြင်မိတတ်ကြတယ်။ကုသိုလ်လို့ပြောလိုက်ရင်လည်းပဲဘုရားကျောင်းကံသွားတာနဲ့တိတာထင်ရှားတဲ့ကောင်းမှုတွေပြုနေတာလောက်ကိုပဲကုသိုလ်လို့မြင်မိတတ်ကြတယ်။အမှန်ကအကုသိုလ်နဲ့ကုသိုလ်ကိုမြင်တဲ့နေရာမှာအဲ့လောက်မြင်တာနဲ့ဘယ်လိုမှမပြည့်စုံဘူး။မြတ်စွာဘုရားကဘယ်လောက်ထိမြင်ပြတော့ အကုသိုလ်အကုသိုလ်လို့မှန်မှန်ကန်ကန်ပြောကျင်တယ်ဆိုရင်និဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်တယ်။ကာမကိုတောင့်တတဲ့သဘော မကြည်မနှက်ဖြစ်နေတဲ့သဘောအိတ်ချင်ခံပြီးတဲ့သဘောပြန့်လွင့်တဲ့သဘော နောင်တနဲ့ပူလောင်နေတဲ့သဘောယုံမှန်တန်လျရတွေဖြစ်နေတဲ့သဘောဒါတွေကိုမြတ်စွာဘုရားအကုသိုလ်တတ်တတရားအစုလို့အဲ့လိုဟောတယ်။ကုသိုလ်ကုသိုလ်လို့မှန်မှန်ကန်ကန်ပြောကျင်တယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောလိုက်ပါလား။ သတိပဋ္ဌာန်တရား၄ပါးဟာဘာအကုသိုလ်မှမရောရှက်တဲ့တသက်ကုသိုလ်အစုအဝေးအလုံးမဖြူရှင်းတယ်။ဘုရားဘုန်းတို့ဘဝမှာ အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးဆုံးလို့ပြောတဲ့နေရာမှာအကုသိုလ်ဆိုတာဘလောက်ထိနေကျေတယ်လဲကုသိုလ်ဆိုတာဘလောက်ထိနေကျေတယ်လဲဆိုတာကိုအဲ့လိုအခြေခံကြကြနားလည်ထားဖို့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့ဒီဒေသနာနဲ့စစ်လိုက်မယ်ဆိုရင်ဘုန်းဘုန်းတို့ဘဝမှာအကုသိုလ်ကင်းနေတဲ့အချိန်ဟာအလွန်မှ နေတယ်ကုသိုလ်ဖြစ်နေတဲ့အချိန်ကလည်းအလွန်မှနေတယ်ဟုတ်လားစဉ်းစားကြည့်လိုက်အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့လို့ပြောတိုင်းပြောတိုင်းဖုန်းဖုန်းတို့တွေကမိမိရောရောပေါ်ပေါ်ဆန်းဆန်းသတိမရှိဘဲနဲ့နေနေတာဟာအကုသိုလ်တရားတွေဖြစ်နေတာလို့နားလည်ဖို့လိုတယ်တတိနဲ့နေမှကုသိုလ်ဖြစ်နေတာလို့နားလည်ဖို့လိုတယ် အဲ့ဒီလိုဒေသနာမျိုးနဲ့စစ်လိုက်မယ်ဆိုရင်ဘုံဘုံတို့ကအကုသိုလ်အကြီးကြီးတွေမဟုတ်အောင်တောင်မှအကုသိုလ်အသေးလေးတွေတော့မဖြစ်နေတော့ဖြစ်နေနော်ဟုတ်လား